အနှစ်30နီးပါးအတိုက်ခံပါတီဖြစ်ရက်တည်ခဲ့တဲ့ NLD ပါတီအစိုးရဖြစ်လာပြီးနောက်မကြာခင်မှာပဲရွေးကောက်ပွဲမှာအကြီးအကျယ်ရှုံးနိမ့်သွားတဲ့ကြန့်ခိုင်ရေးပါတီကတော့ဒုတိယအကြိမ်ပါတီညီလာခံခေါ်ယူခဲ့ပြီးပါတီခေါင်းဆောင်ပိုင်းတွေပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ခေါင်းဆောင်မှုအစ်စ်နဲ့ကြန့်ခိုင်ရေးအစိုးရပြန်ဖွဲ့ဖို့မျှော်လင့်ချက်တွေရှိနေပါတယ်။လာမယ့်2019နှစ်စန်းပိုင်းမှာကျင်းပဖို့ရှိနေတဲ့ဂျားဖြတ်ရွေးကောက်ပွဲအတွက်ကြန့်ခိုင်ရေးပါတီအနေနဲ့ဂျားဖြတ်ရွေးကောက်ပွဲပေါ်မှာရောဘယ်လိုမျှော်လင့်ချက်တွေရှိလဲ။ ဒီမှာကျွန်တော်တို့ဒီဆွေးနွေးပွဲလုပ်ကြရမှာကျွန်တော်တို့ကကျွန်တော်တို့ပါတီရဲ့ဒီစီဝဲဆယ်မူဝါဒတွေဒီချမှတ်တဲ့ခါမှာလဲကျွန်တော်တို့ဘယ်လိုမျိုးမူဝါဒတွေချမှတ်ရအောင်မလဲဒီနေ့လည်းကျွန်တော်အချက်လေးတွေယူမှာပေါ့အဓိကတော့ဖြူသူလူတို့အချက်တေးလေးတွေအစီအတည်မှုပဲကျွန်တော်ယူရပါတယ်ကျွန်တော်ကဖြူသူလူတွေအချို့ကြည့်တဲ့ပါတီတခုအနေနဲ့ကျွန်တော်ကဖြူသူလူအချို့ရှိအောင်ကျွန်တော်တို့တက်နေတဲ့ဘက်ကနေဝန်ကုန်ဆုံးပြည်ရည်မှာဖြစ်ပါတယ်။ဒါပေမဲ့ရေဘော်ဘက်2019မှာလုပ်မယ်ဧပြီလမှာလုပ်မယ်လို့ကျွန်တော်ကြေညာထားပါတယ်။ ကျွန်တော်ပါတင်လို့ဝင်ပါပြီအခုလေးလက်နေ19နေရာလို့ကျွန်တော်ဝင်ပါကျွန်တော်တို့အထက်ရောက်အောင်မြင်ဖို့ရရှိမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်လေးလက်နေတဲ့မဲဆန္ဒနဲ့19နေရာထဲမှာတော့နိုင်ငံတော်တမင်ငံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့ကော်မှုမဲဆန္ဒနဲ့လူသမရဦးဟင်နရီဗန်ဒီယူကိုစားပြုရှင်ပြိုင်ခဲ့တဲ့ချင်းပြည်နယ်ပါဝင် NLD ပါတီကနေဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ဝန်ကြီးချုပ်တွေရဲ့မဲဆန္ဒနယ်တွေလည်းပါဝင်ပါတယ်ပါတီကတော့ဘယ်လိုမျိုး ဟိုဘယ်လိုမှပြောကြရဆိုတော့ကျွန်တော်ခုနပြောပြပြီလေကျွန်တော်တို့တာဝန်ယူရည်ကြီးကအကုန်လုံးကအစ်စ်တည်းကြီးပါပဲအစ်စ်တည်းလို့ပြောလို့ရပါတယ်ကျွန်တော်တို့တိုင်းပြည်တွေမှာလည်းဘုံတို့ဒီဒီလူငယ်တွေနဲ့ပေါ့လူသစ်တွေနဲ့ကျွန်တော်ပြန်လေးဖွဲ့စည်းထားပါတယ်ပြည်သူလူတွေရဲ့ယုံကြည်မှုအားလုံးကိုကိုရလာမှာပေါ့ဗျာကိုရလာရခင်တော့ဖြစ်ခဲ့တဲ့ကျွန်တော်ပါတီအားနေချက်တွေဒါကျွန်တော်တို့ပြောရတော့ကျွန်တော်တို့အရင်2010ရှုံးခဲ့တယ်2015ရှုံးခဲ့ ကျွန်တော်အနေနဲ့ပြောရတော့ဒါကျွန်တော်အားနေချက်ရှိလို့တို့ဘာဒီအားနေခဲ့လဲအားနေတာရှိကျွန်တော်ပြန်ပြင်မှာပိုကောင်းလို့နော်ကြိုးစားပါဘာလဲဆုံးဖြတ်တာတော့ပြည်သူကဆုံးဖြတ်မှာပါလားနော်ကျွန်တော်အနေနဲ့တော့ကျွန်တော်အနေနဲ့အကောင်းဆုံးပြအောင်ကျွန်တော်တို့ကြိုးစားပြီးဆောင်ရွက်ပါမယ်တပါတီအာဏာရှင်စနစ်ကိုမလိုလားတဲ့မြန်မာပြည်သူတွေကတော့1990ရွေးကောက်ပွဲမှာအပြောင်းလဲကိုကြိုးစားခဲ့ပြီး2012ကြားဖြတ်ရွေးကောက်ပွဲနဲ့2015အထွေထွေရွေးကောက်ပွဲမှာလည်း အတိုက်ခံပါတီဖြစ်ခဲ့တဲ့ NLD ပါတီကိုအပြတ်အသတ်မဲပေးရွေးချယ်ခဲ့ပါတယ်။အတိုက်ခံပါတီဖြစ်လာတဲ့ကြံ့ခိုင်ရေးပါတီကတော့2012ဂျားဖြတ်ရွေးကောက်ပွဲနဲ့နိုဝင်ဘာထွေးထွေးရွေးကောက်ပွဲမှာအပြတ်အသတ်ရှုံးနေခဲ့ရတာကြောင့်အစိုးရပြန်ဖွဲ့နိုင်မှု2020အထွေထွေးရွေးကောက်ပွဲရဲ့ရလဒ်ကိုအဓိကမျှော်လင့်နေတာဖြစ်ပါတယ်။